တကယ်အင်အားကြီးအသင်းနေနဲ့ထိတ်တိုက်တွေ့ရမယ့် ISV အမျိုးသမီးအသင်း ပြည်ထက်ကြီးတို့ရေမကြမီရှင်ပြန်ကစားကြတော့မ ISP ရဲ့အမျိုးသမီးအတင်ကတော့ပြည်ပကစားသမားတွေခေါ်ယူမှုမပါပဲပြည်တွင်းကစားသမားတွေနဲ့တာရှင်ပြန်ကစားသွားမှာဖြစ်ပါလေပြည်တွင်းကစားသမားကိုယ်နဲ့ရင်ဆိုင်သွားမှာဖြစ်ပါလေရှင်စီကံအတွက်အထောက်အကူပြုမှာမို့ဒဏ်ရာမရရှိဖို့ကိုသာဆုတောင်းရမှာပါရှင်အခုရင်ဆိုင်ရမယ့်အတင်တွေကလည်းတကယ်ကိုခက်ခဲပြီးတော့အရန်ကောင်းတဲ့အတင်ကြီးတွေပဲဖြစ်ပါလေအတင်ကြီးတွေနဲ့ကစားရင်လည်းကိုယ့်ရဲ့ခြေစွမ်းကိုမှတ်ချက်တင်နိုင်မှုစူးစမ်းပြရမှာက ISP အမျိုးသမီးအတန်ပါပဲရှင်အာရှချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေအတွက်အခုဆို ရင်တော့ပြင်ဆင်မှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။အဓိကကတော့ပြိုင်ဘက်အသင်းတွေရဲ့အားသာချက်အားနည်းချက်တွေကိုကြိုတင်လေ့လာပြီးတော့အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ISP ရဲ့အမျိုးသမီးအသင်းရဲ့အာရှချန်ပီယံလိပွဲစဉ်ဇယားတွေကိုမသိတဲ့သူတွေအတွက်လည်းတင်ဆက်ပေးကြပါတယ်။လာမယ့်နိုမာလ9ရက်နေ့မှာတော့ ISP အမျိုးသမီးအသင်းကတောင်ကိုရီးယားကလပ်ဆူဝမ်အသင်းနဲ့စတင်ကစားရမှာဖြစ်ပါတယ်။ဒီနှစ်တင်တွေးဆမှုကတော့ညနေ3နာရီမှာကစားကြမှာပါရှင်။တကုသတိထားမိတာကတော့စူဟန်အသင်းကအရန်ကိုကောင်းတဲ့အသင်းတစ်သင်းဖြစ်ပါ ါတယ်။ဒါပြင်အတွေ့အကြုံရင်းကျက်သလိုပြိုင်ဘက်ကောင်းတယောက်ဖြစ်တဲ့ချုပ်စွန်းလက်ပောင်းကစားမယ်လို့သိရပါတယ်။ဒါပေမဲ့ဘလို့အသင်မျိုးကိုမစိုးအကောင်းဆုံးရှင်မြန်စူးစားကစားသွားရမှာပါ။အုပ်စုတက်ဖို့ရွယ်တဲ့အတွက်အနိုင်ယူပြီးတော့ကစားရမှာပါ။အဲ့ဒီနောက်နိုမာလာ၁၂ရက်နေ့မှာတော့ဂျပန်ကလပ်တိုချိုဘာဒင်အသင်းနဲ့ရှင်မြန်ကစားသွားကြမှာဖြစ်ပါတယ်။တိုချိုဘာဒင်အသင်းကလည်း short တွက်လို့မရတဲ့အသင်းပါရှင်။ခက်ခဲတဲ့အသင်းမလို့ပေးကူမမြအောင်တော့ရုန်းကန်ကြရမှာဖြစ်ပါတယ်။နော်မာလာ15ရင်းနေမှာဆိုရင်တော့ ISB အမျိုးသမီးအသင်းကမြောက်ကိုရီးယားကလပ် နာဂိုရန်နဲ့ရှင်မြန်ကစားသွားရမှာဖြစ်ပါတယ်။ဒီနှစ်သိရဲ့တွေးဆမှုကတော့ည9နာရီဝန်းကျင်မှာရှင်မြန်ကစားသွားကြမှာဖြစ်ပါတယ်။အမားနေနေတဲ့မြန်နဲ့အောင်တတိထကစားရမှာပါရှင်။ဒါပေမဲ့နီးပြတဲ့အတင်းသားတွေကိုတော့လုံးဝကိုယုံကြည်မှုအပြည့်ရှိပါတယ်။စိတ်ဓာတ်ကိုအမြင့်ဆုံးထားပြီးတော့ပွဲပြီးချိန်အထိမလျှော့နိုင်ကစားကြရအောင်ပါနော်။အနိုင်အရှုံးထက်စီကင်အတွေ့အကြုံရအောင်ယုံရမှာပဲဖြစ်ပါတယ်။ ISB အတင်းနီးပြချုပ်ဒေါ်ဆဆန်သိန်းအနေနဲ့ကတော့အုပ်စုအဖွဲ့ပွဲစဉ်အဖြစ်ရှင်မြန်ကစားသွားမယ့် တောင်ကိုရီးယားအသင်းဆူဝမ်ကလပ်နဲ့ကစားတဲ့ပွဲစဉ်မှာဆိုရင်တော့ရလကောင်းတွေရရှိအောင်စူးစမ်းပြင်ဆင်နေတယ်လို့လည်းပြည်သက်တွေကအသိပေးပြောကြားထားပါတယ်။ပြည်သက်ကြီးတို့ရော ISP အမျိုးသမီးအသင်းကိုအားပေးစားဖို့အဆင်သင့်မှာပဲလား။အသင်းနဲ့နီးပြအပေါ်ယုံကြည်မှုအားရမှုရောရှိပါရဲ့လား။ပြည်ပကစားသမားတယောက်မှမပါပဲပြည်တွင်ကစားသမားတွေနဲ့သာရင်ဆိုင်သွားမယ့်အခြေအနေအပေါ်မှာရောပြည်သက်တို့ရဲ့အမြင်လေးတွေကိုတုံ့သက်ပြောကြားပေးခဲ့ကြပါအောင်ရှင်။